မင်္ဂလာပါရှင်မူလဝဒနှင့်ဇလဗီရာညချမှုဦးစီးဌာနကနေအောက်တိုဘာလ23ရက်ဒီဂရီနေနဲ့9နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်အရှိမြောက်ပိုင်းနဲ့အရှိလယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြမင်္ဂလာပင်လယ်တို့တွင်မုတ်သုံးလီအားနည်းနေပါမယ်ဒီကနေ့ညနေထိခမှန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်နေရာအနှံ့ပြားရှမ်းကုန်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာဆက်စိတ် နေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင်နေရာကျကျကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါသည်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးတို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆူပါမိုးတိမ်အောင်များရွေရှားရနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးချုပ်ပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်ကြံပြုရပါတယ်။မြမပင်နေပြင်းတွင်လှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြမမြမကန်ရန်တလျှောက်နဲ့ကန်းလွန်ပင်လေပြင်းတွင်၄ပြီမှ၆ပြီကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့မြမနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ကြုံမှုအခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။ နေပြည်တော်ရန်ကုန်မြို့နယ်နေထိုင်တဲ့ဒီကနေ့ညနေတိခမန်းချက်ကတော့နေရာကွက်ကြားမှုတိကျုံရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေထိုင်တဲ့ဒီကနေ့ညနေတိခမန်းချက်ကတော့နေရာကွက်ကြားမှုတိကျုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်ရှင်။